အရှင်ဖရာဘဂဝါဂုံတော်မှာပါတဲ့ဣတရိယဓမ္မယတ္တသီရိကာမပယတ္တဟူသောဘုံတော်6ပါးကိုရှင်းပြပေးပါဖရာတဲ့ဘုံတော်6ပါးဆိုတာက1ဣတရိယလောကီအရာ၌စိတ်ကိုအစိုးရသောဘုံတော်2ဓမ္မလောကုတ္တရာအရာ၌အစိုးရသောဘုံတော်3ယတ္တအချွေအယံပရိသတ်၄ပါးနှင့်ပြည့်စုံသောဘုံတော်၄တိရိ ယောက်ျားမြတ်တို့၏32ပါးသောလက္ခဏာနှင့်ပြည့်စုံ၍စက်တည်ရရှိသောဘုံတော်၅ကာမစိတ်အလိုရှိသမျှပြီးစီးအောင်မြင်သောဘုံတော်၆ပယတကြီးမားမြင့်မြတ်သောလုံလာနှင့် ပြည့်စုံသည့်ဘုံတော်တို့ဖြစ်ပါれဒါဟာမြတ်စွာဘုရား၏ဘုံတော်၆ပါးပဲဖြစ်ပါれအရှင်ဘုရားဘုရားရှိခိုးရင်ပဋ္ဌာန်းရွတ်ပြီးရှိခိုးတာ၄နှစ်ရှိပါပြီဘုရားငရေကြီးပါသလား ကုသိုလ်ရပါသလားဖေယဖြေပေးတော်မူပါဖေယမတိလိုပါဖေယတဲ့ပစ္စည်းလလာဘာနဲ့ပူဇော်ခြင်းအာမိသပူဇာနဲ့တရားဓမ္မဖြင့်ပူဇော်ခြင်းဓမ္မပူဇာရယ်ဆိုပြီးပူဇော်ခြင်းနှမျိုးရှိပါတယ်အဆိုပါအာမိသပူဇာနဲ့ဓမ္မပူဇာနှမျိုးရှိတဲ့အနက်မြတ်စွာဘုရားသည်ဓမ္မပူဇာနဲ့ပူဇော်တာကို ပို၍နှစ်သက်ပါတယ်ပဋ္ဌာန်းဒေသနာတော်ဆိုတာက မြတ်စွာဘုရား၏ရွှေအားလုံးကနေထုတ်နှုတ်ပြီးဟောကြားထားတဲ့ဒေသနာဖြစ်သောကြောင့်ဘုရားရှိခိုးတဲ့အခါမှာပဋ္ဌာန်းယူပြီးဘုရားရှိခိုးခြင်းဟာဘုရားရှင်ကိုဓမ္မပူဇာနဲ့ပူဇော်ရာရောက်တယ်လို့ဘုရားရှင်၏အလိုကြလဲဖြစ်တာကြောင့်ကုသိုလ်အများကြီးရတယ်လို့မှတ်သားထားရမှာ ဖြစ်ပါတယ်။အရှင်ဘုရားဒေဒင်ဆရာတွေစီမှာခလေးနံမီ တောင်းတာကောင်းပါသလားဘုရား။နံမီပေးတာမှားရင် မကောင်းဘူးဆိုလို့ပါဖေ။အဲ့ဒါကြောင့်မေးကြည့်မလို့ပါဖေတဲ့။ဗီဒင်ဆရာတွေကတော့သူတို့စားပေါက်ပိတ်အောင်လုပ်တယ်ဆိုပြီးဦးစင်းကိုအပြစ်ပြောတော့မှာပဲနော်။တည်တည်ချာချာစဉ်းစားကြည့်ပါ။နာမည်ဆိုတာကခေါ်ဖို့ထားတဲ့ပြည့်ညက်ပါ။အဲ့ဒီခေါ်ဖို့ထားတဲ့ပြည့်ညက်ကမိတိကောင်းကျိုးဆိုးကျိုးမှမပေးနိုင်ပါဘူး။ကောင်းကျိုးဆိုးကျိုးပေးနိုင်တာက မိမိနေ့စဉ်နေ့စဉ်လုပ်နေတဲ့မိမိရဲ့ကောင်းမှုမကောင်းမှုတွေကပဲကောင်းကျိုးဆိုးကျိုးပေးနိုင်တာဖြစ်ပါတယ်။မိမိနေ့စဉ်နေ့စဉ်လုပ်နေတဲ့ကောင်းမှုမကောင်းမှုတွေကကောင်းကျိုးဆိုးကျိုးပေးနိုင်တာကိုလက်မခံပဲ။နာမည်ကြောင့်မကောင်းကျိုးဖြစ်ရတယ်၊ကောင်းကျိုးဖြစ်ရတယ်လို့ယူဆမယ်ဆိုရင်အဲ့ဒါဟာလွဲမှားတဲ့မိစ္ဆာဒိဋ္ဌိဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒီလိုအယူအဆမျိုးတွေကိုလက်မခံပါနဲ့လို့ပြောခြင်းပါတယ်။ ဥသိန်းကိုနားလည်သေးပါတယ်တပည့်တော်မေးကျင်တာကဒီဗဒ္ဒကဘာမှာဘာလို့ဂေါရမမြတ်စွာဘုရားတတန်းအနေဆုံးဖြစ်ရတာလဲပူဇာပြီးဖြည့်ပေးတော်မူပါဘုရားတဲ့ဒါကဘုရားရှင်တို့ရဲ့ဓမ္မတာလीနော်ဘုရားရှင်တို့မိသည်လူတို့ရဲ့တတန်း၅ပုံမှာ၄ပုံပဲနေပါတယ်တတန်းတသိမ်းမှာပွင့်တဲ့ဘုရားသည်လူတို့ဤတတန်း၅ပုံ၄ပုံဖြစ်တဲ့နှစ်ရှစ်တောင်းပဲနေပါတယ်အဲ့ဒီတိုင်းပဲအခုဂေါရမမြတ်စွာဘုရားတည်လဲပဲ လူတို့ဤတက်တန်းတရားမှာပွင့်တာဖြစ်တဲ့အတွက်ကြောင့်လူတို့ဤတက်တန်း၅ပုံမှာ၄ပုံဖြစ်တဲ့အနှစ်80ပဲနေသွားတာဖြစ်ပါတယ်။ဒါဟာဖះရှင်တို့ရဲ့ဓမ္မတာပါနော်။အရှင်ဖះတပည့်တော်မေးတာနှစ်ခါရှိပါပြီဖះ။အထက်လန်းနှင့်အောက်လန်းဘယ်ဟာကဥကောင်းပါသလဲဖះ။ဖြီးပေးတော်မူပါဖះတဲ့။ဒါကတော့ရှင်းရှင်းလေးပါနော်။အထက်လန်းပညာဆိုတာက လူတွေကိုကောင်းကျိုးပြုတဲ့ပညာလေသူကကောင်းတာပေါ့နော်အောက်လန်းပညာဆိုတာကလူတွေကိုဒုက္ခပေးတဲ့ပညာလေဘယ်လိုနည်းနဲ့မှမကောင်းပါဘူးနော်အဲ့ဒီအောက်လန်းပညာရက်တွေဟာအာထပနဝေဒကျမ်းထဲမှာပါပါတယ်အဲ့ဒီလိုအာထပနဝေဒကျမ်းထဲမှာပါတာဖြစ်တဲ့အတွက်ဒီသုံးကဝေအောက်လန်းစတဲ့အတက်ပညာတွေဟာလူတွေကိုဒုက္ခပေးတဲ့ပညာရက်တွေဖြစ်တာကြောင့် အာထပနာယသိတွေကဖျောက်ဖျက်ခဲ့ပါတယ်။သို့တော်လည်းပဲကုံစင်အောင်မဖျောက်ဖျက်ခဲ့နိုင်တဲ့အတွက်ကျွင်းကြံရတဲ့အတက်ပညာတွေကပွားပြီးတော့လူတွေကိုဒုက္ခပေးနေခြင်းဖြစ်ပါတယ်။လူတွေကိုဒုက္ခပေးတဲ့ပညာရမှန်ရင်ဘယ်ပညာရမှမကောင်းပါဘူး။နော်။ဒါကြောင့်အထက်လန်းပညာနဲ့အောက်လန်းပညာဘယ်ဟာကကောင်းလဲလို့မေးရင်အထက်လန်းပညာကကောင်းတယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။ဖျားမှန်လျင် ်မိသူမှတက်လို့မသေးဘူးလို့ကြားဘူးပါတယ်မှန်ပါသလားဖေဟာတဲ့မှန်ပါတယ်နော်ဗုဒ္ဓနာဇီဝိတ္တနာတကော ကေနာစီအန္တရာယောကာတုံးတဲ့အတိတ်ဘယ်ကဖះရှင်တို့မိသည် သူတော်ဘာဤလုံလပယောကကြောင့်အသက်တည်ယိုထုံးစံမရှိဘူးလို့ဆိုလိုခြင်းဖြစ်ပါတယ်ဖះရှင်လို့အမြင့်မြတ်ဆုံးပုဂ္ဂိုလ်ကိုမဆိုထားနဲ့ တာမန်အယက်သားတယောက်တောင်မှ သူတစ်ပါးတတ်လို့တည်တယ်ဆိုရင်ကြော်မကောင်းကြားမကောင်းပါဘူးဖះရှင်လိုပုဂ္ဂိုလ်မျိုးကသူတစ်ပါးတတ်လို့ပြိဋိဘံပြုရတယ်ဆိုတာဟာအို၍ကြော်မကောင်းကြားမကောင်းဖြစ်ရပါတယ်ဒါကြောင့်ဖះရှင်တို့မိသည်သူတစ်ပါးဤလုံလပယောကကြောင့်အသက်တည်ရထုံးစံမရှိဘူးလို့မှတ်သားထားရမှာ ဖြစ်ပါတယ်အရှင်ဖះတပြည့်တော်ရိုသေးစွာရှောက်ထားပါရစေဖះ ဖျားဝိပြုတဲ့အခါတပည့်တော်တို့ရတဲ့ဖျားရှိခိုးနီးနဲ့ရှိခိုးရင်ရပါသလားဖျားငရေကြီးပါသလားဖျားတဲ့ငရေမကြီးပါဘူးကုသိုလ်ပဲရပါတယ်နော်ဖျားရှိခိုးတဲ့အခါမှာဘယ်လိုနီးနဲ့ပဲရှိခိုးရှိခိုးကုသိုလ်ရပါတယ်ဖျားရှိခိုးစာမရတဲ့သူတွေအတွက်ဖျားရှိခိုးတဲ့အခါမှာမိမိနားလေလွယ်တဲ့စကားရက်ဖြင့်ရှိခိုးလို့ရပါတယ်ဥပမာဖျားတပည့်တော်သည်မြတ်စွာဘုရားအား လက်ဆယ်ပြာထိတ်မှမိုး၍ယူသေးမြန်တို့ရှီခိုးကြတော့ပါဤဟုဆိုကဥသုံးချိန်ချပြီးရှီခိုးရင်လည်းပဲဥသူရပါတယ်အတိကားကတော့ဖျားရှီခိုးဖြစ်ဖို့ပဲလိုပါတယ်အရှင်ဖျားတပြည့်တော်ယူသေးစွာရှောက်ထားပါရစေဖျားဖျားဝိပြုတဲ့အခါတပြည့်တော်တို့ရတဲ့ဖျားရှီခိုးနီးနဲ့ရှီခိုးရင်ရပါသလားဖျားငရေကြီးပါသလားဖျားတဲ့ငရေမကြီးပါဘူးကုသူပဲရပါတယ်နော် ဖះရှီခိုးတဲ့အခါမှာဘယ်လိုနီးနယ်ပဲရှီခိုးရှီခိုးကုသိုလ်ရပါတယ်ဖះရှီခိုးစာမရတဲ့သူတွေအတွက်ဖះရှီခိုးတဲ့အခါမှာမိမိနားလေလွယ်တဲ့စကားရက်ဖြင့်ရှီခိုးလို့ရပါတယ်ဥပမာဖះတပည့်တော်သည်မြတ်စွာဘုရားအားလက်ဆယ်ပြားထိတ်မှမူ၍ယူသိမြန်တို့ရှီခိုးကြတော့ပါဤဟုဆိုကာဥသုံးချိန်ချပြီးရှီခိုးရင်လည်းပဲကုသိုလ်ရပါတယ်အတိကားကတော့ဖះရှီခိုးဖြစ်ဖို့ပဲလိုပါတယ်ဥသိင်ဖះ သားသမီးတွေကမိဘကိုခိုင်းကောင်းပါသလားဥပမာအမေရေသားကိုအချိုရေသွားဝယ်ပေးပါလား VC နဲ့ဖြေပေးပါအောင်ဖရာတဲ့တုတ်တနိဗ္ဗာန်ပါဠိတော်ဝတ္တလတုတ်မှာမိဘကိုလုံမကျွေးတဲ့သားသမီးဟာသူယုံမာဖြစ်တယ်လို့မြတ်စွာဘုရားကဟောကြားထားပါတယ်မိဘကိုခိုင်းကောင်းဖို့နေနေတာတာလုံမကျွေးရင်သူယုံမာဖြစ်တယ်လို့ မြတ်စွာဘုရားကဟောကြားထားတဲ့အတွက်မိဘကိုလုံလဲလုံမကျွေးဘူးခိုင်းလဲခိုင်းတယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာနောက်ဘဝမှာသူယုံမှလည်းဖြစ်သည့်အပြင်ကြောပါဖြစ်အောင်မှာပါနော်ဒါကြောင့်ပြောကြင်တာကမိဘတွေဆိုတာဟာမိမိအကျိုးကိုခိုင်းရမယ့်သူတွေမဟုတ်ပါဘူးမိမိလုံကျွေးရမယ့်သူတွေသာဖြစ်ပါတယ်ကိုရင်တွေကအချစ်တခြင်းနဲ့ ်တစ်တော့စော့ပိုင်ခွင့်ရှိလာဖုံဖုံတဲ့ကိုရင်တွေဆောင်ထင်းတဲ့ဇေဘာတီလာထဲမှာနိစ္စခိတကခုန်ချင်းတီဆိုချင်းတီးမှုချင်းမလုပ်ရဘူးဆိုတဲ့သိခဘုတ်ပါပါတယ်ဒါကြောင့်ကိုရင်တွေအနေနဲ့တစ်တော့မှာတချင်းနဲ့စော့ပိုင်ခွင့်မရှိပါဘူးအဲ့ဒီလိုစော့မယ်ဆိုရင်အဲ့ဒီကိုရင်ဟာဒဏ်တဲ့နိုင်ပါတယ်